အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတိတိပါ။သင်တန်းမစတင်မီတရားဤမူလအပိုင်းရှင်အစစ်ဖြစ်တော်မူသောသောလောကထွထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရား။ကိစ္စအသင်္ကဟမှာ ကိစ္စအပြာ14ပါးကိစ္စအမျိုးအစား14ပါးရှိတယ်လို့ဒါပြောခဲ့ပြီးပါပြီ။ ကိစ္စဆိုတာဘာလို့ပြောရလဲစိတ်တွေရဲ့ဆောင်ရွက်တဲ့လုပ်ငန်းအလုပ်တွေကိုကိစ္စလို့ခေါ်အဲ့တော့ဒီလောလောဆယ်ဘာဆက်ပြောရမှာလဲဆိုတော့ဒီလုပ်ငန်းတွေကိုလုပ်တဲ့အခါဘယ်စိတ်တွေကဘာလုပ်ကိုလုပ်လဲဘယ်စိတ်တွေကဘာလုပ်ကိုလုပ်လဲဒါကိုဆက်ပြီးတော့ပြဆိုရမှာဖြစ်တယ်ကိစ္စဆိုတာကတော့လုပ်ငန်းတွေပါပဲ ဥပမာဆရာဝန်ဆိုရင်စေကူတဲ့အလုပ်ကိုလုပ်မယ်ဆရာဆိုရင်ကျောင်းဆရာဆိုစာသင်တဲ့အလုပ်ကိုလုပ်မယ်အဲ့လိုပဲပဋိသင်္ဍေကိစ္စအလုပ်ကိစ္စဒီအလုပ်ကိုပဋိသင်္ဍေစိတ်ဘယ်စိတ်တရားလုပ်မှာလဲဘဝင်ကိစ္စကိုဘယ်စိတ်တရားဘဝင်ကိစ္စကိုဆောင်ရွက်မှာလဲဒီလိုမျိုးလာပါအာဝဇန်ဆိုအာဝဇန်ကိစ္စကိုဘယ်စိတ်တရားလုပ်မှာလဲဒါကိုပြဆိုရမှာဖြစ်တယ်အဲ့တော့ပထမအဆုံးပြဆိုရမှာတော့ပဋိသင်္ဍေကိစ္စကိုဘယ်စိတ်တရားလုပ်တယ်လဲအဲ့တူတာကိုတွဲပြသွားပါမယ်အဲ့ဘာလဲလို့မေးရင်ပရိသန္တေကိစ္စ ဘဝဟောင်းနဲ့ဘဝတင်နဲ့ဆက်ဆက်ပေးတဲ့ကိစ္စပရိသန်တွေကိစ္စပြီးရင်အဲ့ဒီဘဝလေးကိုစောက်ရှောက်တဲ့ဘဝင်ကိစ္စဘဝသားအင်္ဂံဘဝင်ကံဘဝင်ကိစ္စနောက်တစ်ခါတောက်ဆုံးတည်သွားတဲ့ရရှိလာတဲ့ဘဝကနေရွှေလျှောသွားတဲ့တည်ဆုံးခြင်းသုတိကိစ္စပရိသန်တွေကိစ္စရဲ့ဘဝင်ကိစ္စရဲ့သုတိကိစ္စရဲ့အဲ့ဒီဥစ္စာတွေကအဲ့ဒီစိတ်တွေကအတိတ်ကံတရားအကြောင်းဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်အကျိုးတရားဝိပဿနာစိတ်တွေဖြစ်တဲ့ ဘဝတစ်ခုရပြီဆိုရင်ဘဝအစကနေပြီးတော့အဆုံးတိုင်ကံအချိန်လေးကဆက်ဆက်ပေးပြီးတော့မှသွားနေတာဖြစ်တဲ့အတွက်အကိစ္စတွေဖြစ်တယ်။ဒါဆိုအဲ့သုံးမျိုးကတူတယ်။အတိတ်ကအာဥမာခွေးဖြစ်သွားပြီဆိုခွေးရဲ့ပဋိသင်္ဍေစိတ်ဘဝင်စိတ်တောင်းဆုံးသုတိစိတ်ဒါအတူတူပဲ။လူဖြစ်လာပြီဆိုရင်လည်းလူရဲ့ပဋိသင်္ဍေစိတ်ဘဝင်စိတ်သုတိစိတ်အတူတူပဲ။လူထဲမှာမမတခါအာညံကောင်းတာညံမကောင်းတာစသည်အားဖြင့်ကွဲသွားတယ်။ကံအချိန်နောက်ဖြစ်လာတယ်။ဒါကြောင့်ဒီသုံးမျိုးဟာတဘဝမှာအဲ့ဒါတူမြဲတရားတွေပါပဲ။ နော်ဒီမှာသူတို့ကဘယ်လောက်ရှိလဲလို့မေးရင်16မျိုးရှိပါတယ်19ပါရှိတယ်ပရိသတ်တွေကိစ္စကိုဆောင်ရွက်တဲ့စိတ်ကလည်း19ပါဘဝင်ကိစ္စကိုဆောင်ရွက်တဲ့စိတ်ကလည်း19ပါသုတိကိစ္စကိုဆောင်ရွက်တဲ့စိတ်ကလည်း19ပါတူပါတယ်အဲ19ပါကဘာတွေလဲဥပ္ပခာတန်တိရဏက2ပါမာဥပ္ပစိတ်10ပါမာဂဥပ္ပစိတ်9ပါဥပ္ပခာတန်တိရဏနဲ့မာဥပ္ပနဲ့10ခုနဲ့ပေါင်း10ခုမာဟောဥပ္ပ9ခုပေါင်းလိုက်19ခုအဲ19ပါရပါတယ် နည်းနည်းလေးအကျဉ်းပြန်ချဲ့ပြီးတော့ပြောပါအောင်မယ်။ပဋိသင်တွေဘဝင်သုတိကိစ္စတတ်တဲ့စိတ်တွေအဲ့တော့ဥပက္ခတန်တိရဏနှစ်ပါးရှိတယ်။အဲ့ဒီမှာအကုဒလဝိဘဥပက္ခတန်တိရဏကတစ်ပါးအာဟိကုဒလဝိဘဥပက္ခတန်တိရဏကတစ်ပါးသူတို့ကပဋိသင်တွေကိစ္စဘဝင်ကိစ္စသုတိကိစ္စတွေကိုဆောင်ရွက်တယ် အဲ့အဂုဒရာဝိဘဥပက္ခတန်တီနာဆိုရင် အပယ်လေးဘုံသားတို့ရဲ့ပဋိတန်တီကိစ္စဘဝင်ကိစ္စသုတိကိစ္စကိုဆောင်ရွက်ပါတယ်ဥပက္ခတန်တီနာအဂုဒရာဝိဘဥပက္ခတန်တီနာဆိုတာဘယ်ဟာပြောရလဲအဂုဒရာဝိဘဥပက္ခတန်တီနာဆိုတာကတော့ဒီမှာအဟိသိတ်ထဲမှာရှိပါတယ်တပတ်ကဒွိပိသဝဉ္ဇဉ်30တာကတံပရိဇိုင်းတွေဒီမှာတန်တီနာ3ခုရှိမှာ အဲ့သုံးခုထဲမှာမှာဥပ္ပခာတဏှိတနာကနှစ်ပါးရှိမှာအဲ့ဒီဥပ္ပခာတဏှိတနာမှာနှစ်ပါးမှာဒါမှအာကုသလဝိဘဥပ္ပခာတဏှိတနာဒါကဒါကအာကုသလဝိဘဥပ္ပခာတဏှိတနာဒီတစ်ခုကကုသလဝိဘဥပ္ပခာတဏှိတနာကုသိုလ်ရဲ့အကျိုးအဲ့တော့အာကုသိုလ်ရဲ့အကျိုးဖြစ်တဲ့တကြောင်မို့ဒီစိတ်ကလေးဟာအပယ်၄ပါးရဲ့ပဋိတန်တည်းစိတ်ကလေးအပေါ်ကအကုသလဝိဘဥပ္ပခာတဏှိတနာအပယ်၄ပါးရဲ့ပဋိတန်တည်းဘဝင်သုတိအဲ့တော့အပယ်၄ပုံသားတွေကဒီစိတ်နဲ့ပဋိတန်နေနေကြမယ် နာနေမှာပြန်ကြည့်ပါမယ်ဒီမှာအဘုဒ္ဓလဝိဘတ်ဥပက္ခတန်ဒီနာအပယ်လေးပုံသားတွေရဲ့ပဋိတန်တွေဘဝင်သုတိကိစ္စကိုဆောင်ရွက်တယ်ဒါဆိုရင်ခွေးတွေကြောင်းတွေငရဲသားတွေเนาะအကောလုံးဟာဒီစိတ်နဲ့ပဋိတန်တွေနေပါတယ်အဘုဒ္ဓလဝိဘတ်ဥပက္ခတန်ဒီနာဒီစိတ်နဲ့ပဋိတန်တွေနေပါတယ်နောက်တစ်ခါအာဟိကုဒ္ဓလဝိဘတ်ပဋိတန်တွေအာဟိကုဒ္ဓလဝိဘတ်နဲ့ပဋိတန်တွေနေတယ်အဲ့ဒါဘာဘလိုပုံကိုမျိုးလဲဆိုလူစတုမာထဲမှာဖြစ်နိုင်တယ်လူတွေထဲမှာစတုမာတွေနဲ့တွေမှာဘလိုပုံစံမျိုးလဲဆိုဇစ္ဆန္ဒပုဂ္ဂိုလ်လို့ခေါ်တယ် စစနာသာမွေးကလေးကမျက်စိကန်းလာတယ်။နားထိုင်းလာတယ်။နားပင်းလာတယ်။ကိုလည်းအင်္ကာတွေချို့တက်ပြီးမွေးဖွားလာတယ်။အဲ့လိုပုံကမျိုးဟာလူဖြစ်လာတယ်ဆိုတော့ကုသိုလ်ရဲ့အကျိုးကြောင့်ဖြစ်တာပဲ။သို့တော့သူ့ကုသိုလ်ကံကအမတန်နေပါတာဖြစ်တဲ့အတွက်လူဖြစ်တော့လဲမျက်စိကန်းတယ်နားထိုင်းတယ်ဆွန့်အားလာတယ်စကားမပြောတတ်ဘူးအားလေးမွေးလာတယ်အဲ့လိုပုံစံမျိုးဆိုရင်တော့အာဟေကုသလဝိဘတ်ဥပ္ပခာတဏိနာနဲ့ပရိသန်နေနေတဲ့ပုံကပါ။ဒါကသွန်တော်ကအာဟိတ်ထဲမှာပါနေတဲ့ ုသလဝိဘပတိတန်ကုသလဝိဘအဟိကုသလဝိဘဥပခာတန်ရနနဲ့ပတိတန်နေနေတာဒါဆိုအဲ့ဒီစိတ်ကလေးကလည်းသူလည်းပတိတန်နေကိစ္စဘဝင်ကိစ္စသုတိကိစ္စကိုဆောင်ရွက်တယ်ခန္ဓာမွေးကလေးကနေပြီးတော့မှအဲကျိုးကန်းလာတဲ့ပုဂ္ဂိုလ်မျက်စိကန်းလာတဲ့ပုဂ္ဂိုလ်နားထိုင်လာတဲ့ပုဂ္ဂိုလ်ဆွမ်းလာတဲ့ပုဂ္ဂိုလ်မျိုးရဲ့ပတိတန်နေစိတ်မျိုးလို့မှတ်ထားလိုက်ပါအဲနောက်တစ်မျိုးမာဥပစိတ်ရှိခုအဲ့တော့မဟာဥပဒေ၈ပါးဆိုတာရှိပါတယ်။ဓမ္မမဟာဥပဒေ၈ပါးပါ။အဲ့ဒီအဲ့ဒီစိတ်တင်တဲ့ကလည်းပဲ ပရိသတ်တွေဘဝင်သုတိကိစ္စတွေကိုဆောင်ရွက်ပါတယ်တဓမ္မဥပဒေရှိပါညာနာတံပြုတ်ရှိမယ်ညာနာဝိပယုတ်တွေရှိမယ်ဘလိုပုဂ္ဂိုလ်မျိုးတွေရဲ့ပရိသတ်တွေစိတ်လဲကြီးကြီးကြပ်ကြပ်အောင်အမဝိပဒေရှိပါဟာကာမတုဂရိခုနှစ်ပုံလူကောင်းနှစ်ကောင်းတို့ဤပရိသတ်နေစေဟုတ်ကာမဘုံမှာလူလိုက်ဖြစ်တယ်အင်္ဂါပြည့်စုံတယ် ကိုလက်အင်္ကာပြည့်စုံတဲ့လူနတ်ပြည်မှာနတ်ဖြစ်တဲ့ကိုလက်အင်္ကာတွေပြည့်စုံတဲ့နတ်တွေအခုလူတွေနတ်တွေရဲ့ပဋိသင်တွေဟာမဟာဥပ္ပသ၈ပါးနဲ့ပဋိသင်တွေနေပါတယ်အဲ့ထဲထဲမှာမှာညာနာတန်ပယုတ်နဲ့ပဋိသင်တွေနေရင်ဉာဏ်ရှင်တယ်တိဟိတ်ပုဂ္ဂိုလ်လို့ခေါ်ပါတယ်ညာနာဝိပယုတ်နဲ့ပဋိသင်တွေနေခဲ့တဲ့ပုဂ္ဂိုလ်ကဉာဏ်မရှင်ဘူးဒုဟိတ်ပုဂ္ဂိုလ်လို့ခေါ်ပါတယ်ဒွေပုဂ္ဂိုလ်ဆိုရင်တော့ဇန်တရားမဉ္ဇဉ်ဖွဉ္ဉေနေမရနိုင်ဘူးလို့ဒီလိုဆိုပါရဲ။အဲ့ဒီမှာကွဲပါကွဲပြသွားပါမယ်။မာဘူးဘက်ရှိပါနဲ့ပဋိသင်နေနေတယ်။ဘသူတွေလဲ။အလူတွေနဲ့တည်း ွေငါတွေပြည်စုံတဲ့လူတွေနဲ့တရားဒီစိတ်နဲ့ပြိတန်တွေနေပါတယ်ပြိတန်တွေအဲ့ဒီဇာတ်ဆိုဒီစိတ်ဒီစိတ်ခုကဟိုလူတွေနဲ့တရားပြိတန်တွေဘုံဝင်သုတိကိစ္စကိုဆောင်ရွက်သွားပါတယ်ကဲဆက်ကြည့်ပါမယ်ရူပဝိဘက်၅ခုအဲ့တော့ရူပအစိတ်မှာကုသိုလ်စိတ်ဝိဘစိတ်ကိရိယာစိတ်ဆိုပြီးတော့ရှိတယ်အဲ့ရူပဝိဘစိတ်၅ခုကရူပဘုံမှာရူပ15ဘုံမှာရှိတဲ့မြမာကြီးတွေရဲ့ပဋိသင်္ဍေကိစ္စဘုံဘုံကိစ္စအစုတိကိစ္စကိုဆောင်ရွက်ပါတယ်ဒါတော့မြမာပြီးရောက်ပြီရူပမြမာ နောက်တစ်ခုအရူပဝိပတ်၄ခုအရူပဝိပတ်၄ခုရှိတယ်အရူပဝိပတ်အရူပမှာကုသိုလ်ဝိပတ်ကရိယာအဲ့ဒီမှာအရူပဝိပတ်က၄ခုအဲ့ဒီအရူပဝိပတ်၄ခုဟာအရူပ၄ပုံမှာရှိနေတဲ့ဗမာကြီးတွေရဲ့ပရိသတ်နေကိစ္စဘဝင်ကိစ္စသုတိကိစ္စကိုဆောင်ရွက်ပါတယ်။ဒါဆိုရင်ပရိသတ်နေဘဝင်သုတိကိစ္စစိတ်သုတိကိစ္စကိုဆောင်ရွက်တဲ့စိတ်တွေအလုံးပေါင်းလိုက်ပါ။ပေါင်းလိုက်ရင်ဟောဒီရူပနဲ့အရူပကမဟာကုလို့ခေါ်တယ်။မဟာကုဝိပတ်၉ပါ။မဟာဝိပတ်က၈ပါ။အပေါ်မှာ ဥပက္ခတန်တိရဏ2ပါးဒါဆိုဥပက္ခတန်တိရဏ2ပါးမာဝိပ္ပစိတ်7ပါးမာကဝိပ္ပက္ခ9ပါးအလုံးပေါင်းလိုက်ရင်ပရိသန္တိဘဝင်သုတိကိစ္စကိုဆောင်ရွက်တဲ့စိတ်က19ပါးရှိပါတယ်ဆိုလိုတာကဒီ19ပါးဟာပရိသန္တိဆိုတဲ့အလုပ်ကိုလုပ်တယ်ဘဝင်ဆိုတဲ့အလုပ်ကိုလုပ်တယ်သုတိဆိုတဲ့အလုပ်ကိုလုပ်ပါတယ်ဒီနေ့တော့လောက်ပါပဲ အားလုံးသောတက္ကရာမအပေါင်းယောဂီပေါင်းတို့သည်ကိုစိတ်နှပြအကျမ်းပါချမ်းသာပေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားထုတရားမြတ်များလင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ